နွားတွေရဲ့ညက်ခဲမြင်တွေနဲ့ဆောင်းရသည့်နေအောင်ကြီးဖြာချနေတဲ့မြင်ကွင်းတစ်ခုပါ ကြည့်လိုက်ရင်တော့တခြားနေရာတွေနဲ့သိပ်ထူးကြတာတွေ့ရမှာမဟုတ်ပါဘူးဒါပေမဲ့ဒီပြင်သစ်နိုင်ငံနော်မန်ဒီဒေသကမြက်ခဲပြင်မှာအလာကက်အတွက်သူ့ဒေသတွေမွေးမြူထားတဲ့နွားတွေဟာကြက်စားနေကြပါပြီသူတို့ရဲ့အသွင်ပြင်ကတော့တာမန်နွားတွေလို့ထင်စရာရှိပေမဲ့သူတို့တွေဟာတာမန်နွားတွေတော့မဟုတ်ပါဘူးသူတို့ရဲ့လေးချိန်ဟာကီလို600ရှိရမယ့်နေရာမှာကီလို950ပဲရှိတာက ရာသီဥတုပြောင်းလဲမှုကိုထောက်ကူပေးမဲ့စိတ်မွေးတဲ့ကြွားချချက်တစ်ခုဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေဟာဒီနွားတွေကိုအလေးချိန်ပုံနေအောင်ဝင်းမြူထားတာကသူတို့ကိုကျွေးရမယ့်အစာတတသွားမှာဖြစ်ပေမဲ့နိုးရွံ့နှုံကတော့မကြပါဘူး။ဒါကြောင့်ဒီနေ့ကိုသူတို့ထုတ်လွတ်တဲ့မိသိန်းတန်ငွေလဲယုံနေတော့ပါတယ်။မိသိန်းတန်ငွေဟာကဘာကြီးပုံနေမှုကိုဖြစ်စေတဲ့တန်ငွေတစ်မျိုးဖြစ်ပြီးဒီတန်ငွေကိုနွားတွေနဲ့အစာချေပြတဲ့ဒိဋ္ဌိစံတွေအားလုံးပါတဘာဝတိုင်းထုတ်လွတ်ပါတယ်။ပြည်သက်နိုင်ငံမှာနွားတွေကထုတ်လွတ်တဲ့ ဖလုံအိမ်ဓာတ်ငွေပမာဏဟာစုစုပေါင်းပမာဏရဲ့၁၀ရာခိုင်နှုန်းရှိတာကြောင့်နိုင်ငံတွင်းကုန်တင်ကားတွေထုတ်လွှတ်တဲ့ပမာဏထက်တောင်ပိုများနေပါလေ။လွားရီရွယ်စားပိုသေးသွားလေသူတို့ထုတ်လွှတ်တဲ့ဓာတ်ငွေပမာဏပိုနေလေဖြစ်တာကြောင့်ဒါဟာပထမဆုံးခြေလှမ်းတွေလို့သိပ္ပံပညာရှင်တွေကပြောပါတယ်။ gaining a little in several places နင်းနေစီတိုးတက်တယ်ဆိုပေမဲ့ပမာဏစုပေါင်းလိုက်ရင်အများကြီးတိုးတက်အောင်မြင်လာမှာဖြစ်ပါတယ် ိတ်မှန်ပညာရှင်တွေနဲ့မွေးမြူသမားတွေဟာမိသိန်းထုတ်လုပ်မှုနည်းတဲ့နှွားတွေကိုရှောက်ပွေးနိုင်ဖို့နှွားတွေရဲ့မျိုးဗီဇတွေကိုလည်းလေ့လာကြပါတယ်။ဘာလို့ကိုကောမှလွန်မထားပါဘူး။အစားတကားစားတိုင်းတကားချင်းနဲ့သူတို့ထုတ်လုပ်တဲ့ဓာတ်ငွေပမာဏကိုတိုင်းတာလေ။နှွားတွေဒီဆက်သေးကိုဝင်လာတဲ့အခါသူတို့ထုတ်လုပ်တဲ့လေတွေကိုဆက်ကဆုပ်ယူပြီးအပေါ်ကမီးခိုးတိုင်တွေကိုပို့ပေးပါလေ။ဒီစနစ်ကိုမွေးမြူသမားတွေလည်းစိတ်ဝင်စားကြပါလေ။ on est souvent montré du doigt တော်တော်လေးသမားတွေဟာဖမ်းလို့အိမ်တန်းွယ်တွေအများကြီးထုတ်လုပ်တယ်ဆိုပြီးခဏခဏပြစ်တင်ခံရပါတယ်ဒါကြောင့်ဒီပြဿနာကိုရှင်းနိုင်မဲ့နည်းလမ်းတစ်ခုကိုရှာတွေ့ပြီးဆိုရင်အဲ့ဒီခွင့်ရကိုအပြည့်အဝသုံးချတင်ပါတယ်လို့လေးသမားတို့ကပြောပါတယ်ဒီစီမံကိန်းရဲ့ညီမချက်ကတော့ပြင်သစ်မွေးမြူရေးလုပ်ငန်းကိုတပြေးပြေးပြောင်းလဲဖို့ဖြစ်ပါတယ်သူတွေဒီတို့ကဒီနည်းရဲ့အားသာချက်ကတော့တခါလုပ်ပြီးရင်နောက်ပြန်လှည့်လို့မရတော့ပါဘူးမိသိန်းတန်းွယ်အထွက်နေတဲ့နှွားတွေကိုရွေးချယ်လိုက်ပြီးဆိုရင်နောက်နှစ်တွေမှာ ပြင်းစင်နှွားတွေဟာဒီစံနှုန်းနဲ့ညီပိုပြီးကောင်းမွန်လာမှာပါလို့ရှင်းပြပါတယ်။ဒါပြင်သူတို့စူးစမ်းနေတာကမိသိန်းတန်းခွေထုတ်လုပ်မှုကိစ္စတခုတည်းလည်းမဟုတ်ပါဘူး။အနာကက်နှွားမျိုးစိတ်တစ်ခုရရှိရေးအတွက်လည်းပါပါတယ်။ဒီနှွားတွေကလူစားနှွားအမတွေနဲ့အစားစားနှွားထီတွေကို မျိုးဆက်ထားတာဖြစ်ပါတယ်။ဒီမျိုးဆက်နှွားတွေဟာနှွားအုပ်နှမျိုးမလိုတော့ဘဲနှွားအုပ်တုပ်ထဲကနေနှိုးရောအသားရောနှမျိုးစလုံးကိုကြာနေပါတယ်။အရင်ကဒီမှာနှိုးစားနှွားအုပ်ရဲ့အသားစားနှွားအုပ်ရဲ့ဆိုပြီးနှုတ်ခွဲထားခဲ့မှုပါတယ်။ အခုတော့နိုးစားနွားအုပ်ကနေပဲအသားကိုပါထုတ်လို့ဖို့ဆုံးဖြတ်လိုက်တာပါအခုဒီတော့ဒီနီးစနစ်တွေဟာစမ်းသပ်နေစေအဆင်မပါပဲရှိပါသေးတယ်ဒါပေမဲ့ဒီနွားတွေကထွက်ရှိတဲ့အသားတွေကိုအဓိကဆက်မှုလုပ်ငန်းကြီးတခုကိုရောင်းချနေခဲ့တာ၅နှစ်လောက်တော့ရှိနေပါပြီခင်ဗျာ